ိုးရှိရှိတုန်းကမြိုင်ဟေဝင်တော်ကြီးတဲ့ဟာခြုံတူထက်တဲ့တောင်ကြီးတနေရာမှာကောင်းရည်တရာလောက်ရှိတဲ့ငုံငတ်တွေဟာအတိုက်ပြုတ်လုပ်ပြီးနေထိုင်ကြတယ်။မနှက်မိုးလင်းရင်သူတို့ဟာကောင်းနံပင်နေပြောင်းပင်နေပေါရောက်နေတဲ့မြက်ခင်းဒေသဘက်ကို အုပ်စုဖွဲ့ပြန်တက်လာကြပြီးတော့အစာရှာပွေစားတောက်ကြတယ်။အစာဝတဲ့အခါမှာအတိုက်ရှိရာကိုပြန်သွားတတ်ကြတယ်။ ငုံအုပ်စုကိုထွားဆိုင်နေခေါင်းဆောင်ငုံမင်းကြီးကဥဆောင်ပါတယ်။တရက်မှာကျောင်းမင်းနေရှိရာကိုသူတို့ပြန်လာကြတာကိုမုံဆိုးတယောက်က တွေ့ရှိသွားပြီးနောက်တရက်မှာကြီးမာတဲ့ပိုက်ခွန်ကြီးတစ်ခုနဲ့ငုံတွေကိုထောင်ဖမ်းမာတော့တယ်။ငုံတွေလည်းထုံးစံအတိုင်းပြောင်းကင်းမှာအစာလာစားကြတဲ့အခါအန်ဒီရဲ့ကိုတတိမမှုမိပဲမုတ်ဆိုးထောင်ထားတဲ့ပိုက်ခွန်ထဲမှာ ဖမ်းမိသွားကြပါတော့တယ်။ငုံနေရအလန့်တရားနဲ့ထပြန်မှုစူးစမ်းကြပေမဲ့ဘိုက်ကွန်တွေကဘသူမှယုံမထွက်နိုင်ကြပါဘူး။ဒီချိန်မှာစူညံပွက်လောရိုက်နေတဲ့ငုံတွေကိုငြိမ်ရဖို့ငုံမင်းကအတန်ပြူလိုက်ပါတယ်။ငုံမင်းရဲ့အတန်ကြတော့ငုံတွေခိတငြိမ်သက်သွားပါတယ်။ခေါင်းဆောင်ကငါတို့အားလုံးတပြိုင်တည်းထပြန်ကြတဲ့အခါ ိုက်ကုန်ကိုခြည်ထားတဲ့ကျိုးတွေမခံနိုင်ပဲပြတ်တောက်ကုန်လိမ့်မယ်။အားလုံးအတူတူအားဆိုင်ပြီးပြန်ညရင်ဘိုက်ကုန်ဟာလေထဲရောက်တဲ့အခါအားလုံးဘိုက်ကုန်ကလွမြောက်ကြပါလိမ့်မယ်လို့ပြောကြပြီးငုံအားလုံးတစ်ပြိုင်နဲ့ထပြန်ညရင်အတန်ပြူလိုက်ပါတယ်။ငုံတွေဟာငုံမင်းပြောတဲ့အတိုင်းထပြန်ညပါတယ်။ဒါပေမဲ့ငုံသုံးမှုတစ်ပုံလောက်ကတော့ခေါင်းဆောင်အတန်ပြူတဲ့အချိန်မှာ တစ်ချိန်နဲ့ပြန်ရမယ်စာအတောင်မှခတ်လိုက်ပိုက်ကွန်ကြတဲ့ခေါင်းတူးထွက်လိုက်နဲ့တယောက်တစ်ပေါက်လုံနေခဲ့ကြရဲ့ငှက်အကုန်လုံးရဲ့အာအိုမရတော့ပိုက်ကွန်ကိုချီထားတဲ့ဂျိုးတွေကမပြတ်နိုင်ဖြစ်နေပါတယ်အတူတူပြန်မို့ဂျိုးသာနေတဲ့ငုံတွေဟာလည်းလက်ပန်းကျလာကြတယ်အချိန်နှိမ့်ခဲ့ကြတော့ပိုက်ကွန်ချီတိုင်းမှာချီထားတဲ့ဂျိုးတွေကတချောင်းကပြတ်ထွက်သွားပြီးအဲ့ဒီနေရာမှာ ငါတကူသာအပေါက်ကလေးဖြစ်သွားပါတယ်။ပေါက်နာငုံနေဟာအပေါ်ဆက်မပြန်ကြတော့ပဲချက်ချင်းပဲအပေါက်ကနေစုပြုံတူးထွက်ကြပါတော့တယ်။အပေါ်မှထားတဲ့အာမရှိတော့တဲ့အခါဘိုက်ကွန်ကြီးကချက်ချင်းပဲမြေပေါ်ကိုပြန်ပြုတ်ချပြီးတော့ငါတကူသာအပေါက်လေးလည်းပြန်ပိတ်သွားပါတော့တယ်။ငုံနေလေခြေကုန်လက်ပန်းကျသွားကြတာကြောင့်ငုံမင်းက ဒီနည်းနဲ့တော့လွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ဆင်ခြင်ပြီးအကြံထပ်ထုတ်ပါတယ်။အချိန်လေးနည်းနည်းကြာလာပြီဆိုတော့ဘုံစုကမကြခင်သူတို့ရှိရာကိုရောက်လာတော့မှဖြစ်တယ်။ငုံမင်းကငုံငတ်တို့မကြခင်ဘုံစုကငါတို့ကိုဖမ်းဖို့ရောက်လာတော့မယ်။သူလာတဲ့အခါမှာသင်တို့အစာတွေကိုအန်ထုတ်ထားပြီးမလုံမရနဲ့တည်ခြင်းအောင်ဆောင်နေကြပါ။ဘုံစုက ငါတို့အစိမ့်မိနေတဲ့ထင်ပြီးဘိုက်ကွန်ကိုအလုံးစုံဖယ်ရှားပြီးတဲ့အချိန်ကြာမှာတပြိုင်နက်တည်းထပြန်ကြရင်အားလုံးပြီးလို့ကြပါလိမ့်မယ်လို့အချမ်းပေးတဲ့။ဘုံနေလဲခေါင်းဆောင်ကြံပြီးတဲ့အချိန်အစာတွေကိုအန်ထုတ်ထားကြပါတယ်။မုတ်ဆိုးရောက်လာတဲ့အခါမှာတော့ဂုံးနေရအစီအစဉ်အတိုင်းမလုံးမရှက်တည်ကြအောင်ဆောင်နေကြပါတယ်။ဒါပေမဲ့ နီးကပ်လာတဲ့မုံဆူရဲ့ခြေတံကိုကြားရတဲ့အခါအချို့ငုံနေတာကြောက်လန့်ပြီးဘိုက်ခွန်တွေကအတင်းတိုးထွက်ဖို့ကြိုးစားကြပါတယ်။မုံဆူတွေ့တဲ့အခါအဲဒီငုံတွေကိုဒုံနဲ့ရိုက်နှက်တဲ့အတွက်တည်ဆုံးရပါတော့တယ်။မုံဆူလည်းအချားငတ်တွေမလုံးမရှက်နဲ့အစိမ့်မိတည်ဆုံးနေပြီးထင်ပြီးဘိုက်ခွန်ကိုဖယ်ရှားလိုက်ပါတယ်။ဘိုက်ခွန်ကလွတ်တဲ့ငုံတွေဟာ ယုံကြည်ပြီးလွတ်ရအောင်ထပြင်ကြပါတော့တယ်။မုံဆိုးလည်းကြောင်ပြီးကြည်နေမိပါတော့တယ်။ဒီလိုနဲ့ခေါင်းဆောင်စကားနားထောင်ပြီးတညီတညွတ်တည်းကြိုးစားကြတဲ့ငုံတွေဟာအသက်ပေးရလွမြောက်လာကြပါတော့